အမေမပြီးသေးဘူးလားကြောင်းတန်ခေါင်းလောင်ထိုးတော့မယ်လေမိသိခဏလောက်ဆောင်းအောင်ဟဲ့အမေထမင်းကြိုင်ထဲ့နေလို့လေလောင်းလုံးနေတာဘာလို့လို့ဘာကံရမှန်းကိုမသိတော့ဘူးသွားချင်သွားတော့နေကြောင်းစင်းကန်ဒီမှာလာပို့ပေးမယ်ဒီနေ့မှဟင်းချက်နောက်ကြသွားတာတမင်ဖြစ်သူဒီနေ့ဟာငါးတန်းငငယ်ကောင်းမုံတွေ့ဟာနှစ်တန်းတောင်းတာနှစ်ယောက်အတွက်ထမင်းကြိုင်ဒီကြိုင်စီကိုထည့်ပေးရတယ်ဟင်းအိုးကိုချပီးတယ်ထည့်မယ်လို့နေတော့အပြင်ကတမင်ဖြစ်သူအလောတကြီးဖြစ်နေတဲ့အတွက် ငွေတနှောင်းထနေတဲ့ဟင်းကိုခြိုင်ထဲကိုခက်ထက်လိုက်ရလက်ပုတ်ပြီးတော့လက်ထဲကနေလွတ်ကျသွားရတယ်။ဆိုင်းကိုရေပြန်စေးလက်ခုနဲ့ကိုင်းငရဲကိုတတုံးထက်ပြလိုက်တယ်။ငရဲကိုချောင်းရွံ့နဲ့ချက်ထားတယ်။ကဲပြီပြီ။ကြောင်းတက်ဖို့ကလိုပါသေးတယ်။ကြောင်းမှာကင်မင်းကျော်ထကျင်လို့အသေးအံဖြစ်နေရမလား။ကြည့်တရော်အလုံးကကြောင်းသားမှန်တယ်မြောက်ကြောင်းရောက်ကုန်ပြီလေ။သမီးတို့မောင်နှမနှစ်ယောက်ပဲကျန်တော့တာ။ဟဲ့မောင်ထွေးမောင်မီလဲမသွားဘူးလား။အဲ့ဒါမနေ့ကဝတ်ထားတာလေ။ အမေသားကကြောင်းထဲဝင်ရင်ကောင်းကောင်းမဝင်ဘူးကစားပြီးမှဝင်တာသူတို့တန်းတန်းလုံးကညစ်ပတ်နေတာကဲသွားကြသွားကြကြောင်းရောက်ချင်စောနဲ့မြန်မြန်လည်းမသွားနဲ့ဟုတ်ချော်လဲလို့ကတော့ထမင်းငတ်ပီတာမှတ်နေကင်းပြန်ဆောင်းမှာပေါ့ဟဲ့ပြန်မှုစိတ်မကူနဲ့တဲကိုထမင်းနောက်တော့ပို့ရင်ညနေမှာပြန်လာမှာမမကြီးကလှမ်းပြလိုက်တဲ့စကားကိုတနေအေးတို့မောင်တို့မှမကြားတော့ဘူးကြောင်းကိုတုတ်ချေတင်ပြီးတော့သွားကြတယ်ခလေးတို့ရဲ့တဘာဝရအချင်းရသေးရဲ့ကစားကြပါတယ်ကြောင်းတက်ဖို့နာယူဘက်ကလုံသေးပေမဲ့ ကျောင်းမှာမကစားရမှာဆိုတာကြောင့်မိခင်ဖြစ်သူကိုအတင်းလုံးနေခြင်းလည်းဖြစ်တယ်။တက်တင်အေးတို့အိမ်နဲ့ကျောင်းက9မိနစ်ကန်လမ်းလျှောက်နဲ့ရောက်တယ်။မိုးကုံလိုစပါရိတ်တာနဲ့လေသမားကိုင်းသမားမှန်တယ်မြအိမ်ကိုဘိတ်ကလေကုန်းထဲကိုရောက်နေကြပြီ။ကျောင်းသားရှိတဲ့မိဘတွေဟာထမင်းညိုင်ထည့်ပြီးတော့ပြေးလိုက်ကြတယ်။နေကင်းဆိုအိမ်မှာလူမရှိငိုတွေလူကြီးတွေအိမ်ကနေနဲ့အခြေမျိုးမှသာကျောင်းသားလေးတွေဟာနေ့လယ်ပိုင်းအိမ်ပြန်စားခွင့်ရကြတယ်။အချိန်တနာကြီးထမင်းစားချိန်ကျောင်းလှုပ်ပေးထတာကြောင့် ပြန်စားလို့အချိန်ပြီးတဲ့ကျောင်းသားတွေအိမ်ပြန်စားကြတယ်။ကိုင်းဆိုင်ရာတွေရောက်တဲ့အခါမှာတော့တရွာလုံးနေလေညနေမိကိုတိတ်တကားပိတ်ပြီးလေတဲကိုရောက်နေတက်တယ်။တနေ့အဲ့တို့မောင်တို့မှကျောင်းကိုရောက်လာတယ်။ထမင်းချိုင်တဲ့လွယ်အိတ်ကိုကျောင်းထဲကိုပြေးလာဝင်လာပြီးကစားခွင့်ရှိရာကိုပြန်ထွက်လာကြတယ်။ကျောင်းကအလေတန်းကျောင်းဖြစ်တာကြောင့်ကျောင်းသား900ကျော်ရှိတယ်။ကျောင်းသားကြီးတွေဟာမကစားကြဘူး။အတန်းထဲမှာသာအချိန်ဖြုန်းတဲ့ကြပါရတယ်။နေကေထမင်းစားတော့တနေ့အင်းနဲ့မိငယ် ဆစ်စုအေးအေချစ်တို့လေးယောက်ထမင်းချိုင်ကိုစီဖွင့်ပြီးတော့စားကြတယ်။လေကွန်းထဲကကြောင်းလာတတ်တဲ့အေချစ်ဟာကြက်ကြောပါလာတယ်။အားလုံးဟာအေချစ်ဟင်းချိုင်ကိုနှိုက်ဆက်တာကြောင့်ဆော့ဆော့ကုန်သွားပြီ။ဟဲ့။ငါဟင်းတွေအကုန်ဝိုင်းလိုက်တာ ကုန်သွားပြီ။လင်းတို့ဟင်းတွေကငါအကုန်ပြန်စားမယ်။စားလေ။ငါတို့ကကြွက်သားစားကြတာအခုမှစားရတာတကယ်ကိုစားလို့ကောင်းတယ်။ငါအမေကိုမများထည့်ခိုင်းတာဟာပိုခွက်တီခွက်နဲ့ငါအတွက်မများမထည့်ခဲ့ဖြစ်ခဲ့ဘူး။အဲ့မှာဘသူတွေရှိလို့ ပိုခွဲတီခွဲလောက်ရတာလေတဲမှနင်းအဖေရဲ့အမေရဲ့ကြောင်းမနေသေးတဲ့နင်းညီမ၃ယောက်ထဲပဲရှိတာမဟုတ်လားဟုတ်တယ်ဟာဒါပေမဲ့ငါ့အတွက်ဟင်းခုတ်ခတ်ထက်ပြီးတော့အမေကသူတို့အတွက်ခြံထားတဲ့ဟင်းပကံကို မနိုင်စားနဲ့ဖះဆွတော့တင်ရအောင်ပဲတဲ့ပြီးတော့ဖတ်ထဲမှာထမင်းတပုံဟင်းထည့်ပြီးတော့ငါ့ကိုကိုင်းပိုင်အောင်တင်ခိုင်းကြည့်တယ်နင်းကကိုင်းပိုင်တင်တက်လားအဖေတို့မိတို့ကတော့စာအုပ်စာပြအမြဲတမ်းတင်ပေးနေကြဟာငါလည်းသိတယ်လေအမေတို့မှအားရင်တင်ခိုင်းနေကြပဲအဲ့ဒါ ။ကွိုင်းမိုင်ဘိုးတို့လည်းကြက်သားဟင်းနဲ့တင်ရသေးတယ်ဟာ။ကွိုင်းမိုင်ဘိုးရဲ့နောက်လိုက်နောက်ပါတယ်လေ။ကွိုင်းမိုင်ကိုတင်ပြီးပြီဆိုရင်တော့သူတို့ကလည်းစားပါတောက်ပါဆိုပြီးတော့ပြောဆိုရသေးတယ်။ပြီးမှတဲဘိုးကိုပြန်တက်ရတာ။ငါမနဲ့ကြောင်းမလာခင်ကြက်သားဟင်းနဲ့ကွိုင်းမိုင်ကြီးနောက်ကိုသွားပြီးတော့တင်ပေးရတယ်။သူရဲ့နောက်လိုက်နောက်ပါတယ်ကိုလည်းတင်ခဲ့ရတယ်ဟာ။ဒါကြောင့်ခိုးခွဲတီခွင်းနဲ့ငါဟင်းကြိုင်ထဲမှာနေသွားတာ။ငါတို့တော့တကားမှမတင်ဘူးဘူး။နေအဲ့ဒီကွင်းမကြီးကိုမြင်ဘူးလား။ဩ။မြင်တော့မြင်ဘူးပါမလားဟာ ရိုင်းနေတော့မထင်ပါနဲ့ဟာကွင်းပိုင်ရဲ့နောက်လိုက်တွေကတဲရဲတည်းလည်းရှိမှမထင်ဘူးလေဒီတစ်ခါစာအုပ်စာပြတင်ခိုင်းရဲ့ရှိတယ်ဆိုပြီးတော့မင်းအောင်ပြပါလို့ပြောကြည့်ပါလားဟဲ့တင်နေဘောက်တာတွေချက်ပြောင်းနေနဲ့ငါဆိုပြခိုင်းမှာပဲဟာနောက်လိုက်တဲရဲတွေကိုလည်းပြခိုင်းမှာပဲနင်မကြောက်ဘူးလားတဲရဲဆိုရင်တော့ကြောက်တာပေါ့ဟာအမေတို့ကပြောတယ်တစီတဲရဲဆိုတာညမှာထွက်တာတဲ့နေကင်းဆိုရင်တစီတဲရဲမထွက်ဘူးတဲ့သူတို့ကအလင်းအောင်ကြောက်တယ်ဒါကြောင့်နေပတ်ဟင်းတွေထမင်းတွေတင်လဲ လာစားမှာမဟုတ်ဘူးတဲ့စကားပြောရင်လည်းသမင်းစားနေကြရာပတ်သမျှအားလုံးကကုန်သွားတယ်။တောင်ရှိကရေထဲမှာခြိုင်းတွေကိုသွားစစ်တယ်။သမင်းစားပြီးတော့အချိန်တိုင်းဝက်ကရသေးတာကြောင့်တောင်ရှိကစားခွင့်ကိုတင်းတင်းအေးတို့တငယ်ချင်းတွေထွက်လာပါတယ်။ဒီနေ့ကစနေနေ့မို့လို့ကြောင်းပိတ်တယ်။တဲမှာအလုပ်ရှိတာကြောင့်အမေဟာသမင်းဟင်းကျက်တာနဲ့တောင်းတဲ့ကိုထက်ကဲစောင်းစရာတွေယူသွားကြ။တင်းတင်းအေးတို့မောင်နှမနှစ်ယောက်လည်းအဲကိုလိုက်သွားကြလိမ့်မယ်။ညနေမှာပြန်လာကြမှာ။မိခင်ပြည့်သူဟာသမင်းတောင်းရွက်တယ်။ ။တနေ့အေးကမောင်ထွေးကိုလက်ဆွဲလို့နောက်ကနေလိုက်လာတယ်။ရွာကထွက်တာနဲ့လွယ်ကွင်းတစ်ပြင်လုံးစပားတွေမရှိတော့ဘူး။ဇပန်နံကောက်လိုင်းစီတွေတလင်းထဲမှာလှည့်နေတိုက်သွင်းပြီးတော့ပုံထတာကိုတွေ့ရတယ်။လွယ်ကွင်းထဲမှာတော့နွားမောင်းတန်၊အော်တန်ငေါတန်နဲ့အမှန်မှန်ကြားနေရတယ်။စပားသိမ့်ပြီးတော့ကိုင်းဆိုင်တဲထိုးထွန်ဆွဲဂျန်တုံရိုက်နေအောက်ဆက်မပြတ်ခင်အားချင်းလောက်ကန်နေကြတယ်။တနေ့အဲ့လိုလေကွင်းကိုရွာကနေနိုင်ဝက်ခန့်ရှားသွားပါတယ်။လက်ကိုရောက်တော့ ဖခင်ဖြစ်သူဟာဓာကျန်းလုံးရိုက်နေတယ်။ထဲထိုးပြီးတော့နေတရလှမ်းထားတဲ့ထဲမြေစာကဲတွေကိုခြေမွှသွားစေဖို့ဆက်ချောက်သွားတက်ထားတဲ့ကုကုသားအတုံးနှစ်တုံးကိုနွားနဲ့ဆွဲစီပြီးတော့တလောဆက်သွားအောင်လို့ရိုက်ရတယ်။မကြင်မညံ့မြေစာကဲတွေကိုထုံနဲ့ပြန်ပြီးတော့ဖွားကဂျန်းလုံးတပြန်ပြန်ပြီးတော့ရိုက်ရတယ်။မြေစာကဲတွေမှုတ်မှုတ်ညံ့ညက်ဖြစ်သွားရင်တော့မြောင်းဆွဲပြီးငရုတ်မြေပဲပြောင်းဆေးရွက်ကြီးစိုက်လို့ရစိုက်လို့ရတယ်။တနေအေးတို့သားမိထမင်းတောင်းကိုတွဲတင်းမှဝင်ထားပြီးတော့ ဘဲခွက်တဲကိုစင်ကမြေစာပေါင်းမြက်တွေတောင်းတဲ့ကိုကောက်တဲ့ကကတင်ရိုးပေါ်တောက်ပုံနေမြေစာမြစ်တွေမြေကြီးထဲမှာကြံခဲ့ရင်တော့ကိုင်းမိနေကြီးထွားတာနဲ့မြ၊သူတို့ဟာလည်းရှင်တန်ကြီးထွားလာကြတယ်။အမြစ်တွေချဖို့လေ၃ရက်ခန့်ကတင်ရိုးပေါ်တင်လှမ်းပြီးမှမြေချိုပြရတယ်။၁၇နှစ်ကိုလောက်ပြီးတော့ဖောက်ကင်ပြည်သူဂျန်တို့ရိုက်တာကိုရက်တယ်။တနေရို့သားမိကတဲကိုပြောင်းနေကြတယ်။တဲကယာယီတစ်ဖက်ရဲ့နေဆိုင်တဲဖြစ်ပြီးနှွေးအခါနာနာနေနေထိုင်ပြီးတော့မိုးကမှာတော့ ဒေတဲကိုဖြတ်လိုက်ပါတယ်လူတစ်ယောက်နှစ်ယောက်ညအိပ်ဖို့စင်ထိုးထားပြီးရှေ့ဘက်ကိုတော့ကနပ်ပြင်းထိုးထားတယ်အဲ့ဒီကနပ်ပြင်းပေါ်မှာဘိုးပိန်ကိုလည်းတင်ထားတယ်ဘိုးညွန့်ပေါ်တီးတွေ စားလို့ရတယ်အေးမြတဲ့အရေးကိုလည်းရတယ်ဘိုးစိန်အောင်မှာတော့ထမဲဝိုင်းဖွဲ့စားကြတယ်ဖြာချန်းခင်ပြီးနေခင်းမိုင်းတေးတမောအိပ်ဖို့ကြောစမ်းတယ်ညနေ၂နာရီခန့်မှာတော့လေခွင်းထဲကိုပြန်ဆင်းကြတယ်ဟဲ့မောင်ထွေးမင်းအဖေကိုအတန်ပြုတ်လိုက်အောင် ထမင်းဘွဲပြင်းပြပြီလို့မောင်ထွေးကနွားရီတိုက်ပြီးတော့ကတဲ့ညိုနေမှာနွားလှန်နေတဲ့ဖခင်ဖြစ်သူကိုလှမ်းပြီးတော့အတန်ပြူတယ်ဒီနေ့လောင်းခဏရော့ဒီငပြောဖက်ကိုယူသွားပကံထဲကိုထမင်းနဲ့ဟင်ထည့်ပုံပြီးတော့အဘိုးခွင်းပိုင်ကြီးကို တင်မြောက်ပတ်တာလာပြီးတော့သုံးဆောင်ပါလို့ပြောကတဲ့ညိုပေါ်တင်ထားခဲ့တော့ပြောဖက်တွေကိုတခါတည်းပုံထက်ရမှာလားပကံတိုင်းမဲ့တင်ထားလိုက်တော့ပြောဖက်ကိုဘေးမှာထားခဲ့ဒီနေ့အေးလေမိခင်ခိုင်တဲ့တိုင်းမဲ့ ။တမဟင်းပုံထားတဲ့ပကံကိုကတဲ့ရုပ်ပေါ်တင်ပြီးတော့ဗဇက်ကနေအဘိုးကွင်းမိုင်တွေကိုပြောဆိုဆက်တာလေး။ပြောဆိုမှုပြီးတာနဲ့တဲတဲ့ကိုပြန်ဝင်လာတယ်။ကတဲ့နေပကံကိုသွားပြန်ပြီးတော့ပကံထဲကတမဟင်းနေဟင်းတွေငပြောပတ်ထဲကိုပုံထည့်လိုက်။အဘိုးရဲ့နောက်လိုက်နောက်ပါတွေကိုစားကြတောက်ကြပါလို့ပြောဆိုခဲ့။ဘာလဲ။အဘိုးရဲ့နောက်လိုက်နောက်ပါတွေကတဲရဲတွေလားမေး။တဲဒီကောင်မလေးခိုင်းရင်ခိုင်းတဲ့တိုင်မလုပ်ဘူး။စကကြောရှိရတာ။တဲ့နေအေးလေး ကတင်ရုပ်ဘဝကနေပကံကိုယူတယ်။အဘိုးအဘိုးတုံးဆောင်ပြီးပြီဆိုရင်အဘိုးရဲ့တပီနောက်လိုက်တွေအားရပါရတုံးဆောင်ကြပါပြောဆိုပြီးတော့မပြောဖက်ပေါ်ပေါ်လို့တဲတဲကိုပြန်ဝင်လာတယ်။ပြီးတာနဲ့လက်ဆဲပြီးတော့ဖမင်းစားတယ်။ပဲပုံငချောက်ခင်းညင်တီနဲ့ချက်ထားတယ်။ဟင်းတခွနဲ့ငပီးရတို့စရာလည်းပါတယ်။ဖမင်းစားပြီးနိုင်ဝက်တော်မကြတဲတွင်မှာအာရုံနေပါအိပ်ပြောက်ကုန်ပြီ။နေ့လယ်နာရီကဖားခင်နဲ့မိခင်တို့နိုးလာတယ်။ညနေ9နာရီခန့်ရောက်တော့အလုတ်သိမ်းပြီးပြန်မို့ပြင်းတယ်။ တင်းနေအေးဟာမောင်လေးကိုလက်ဆွဲလို့ရှေ့ကသွားနေတယ်။သားခင်ဖြစ်သူကနွားနဲ့လေထဲမှာညအိတ်လိမ့်မယ်။ညနေပိုင်းအိမ်ပြန်ပြီးတော့သမက်စားရအောင်ပါ။ပြီးမှတိတ်ပြန်လာစဘာဘုံတွေကိုဆောက်။တင်းနေအေးကမောင်ထွေးကိုလက်ဆွဲပြီးတော့တဲပြင်ကိုထွက်တယ်။ကတဲ့ယောဘကနေကင်းကပုံထားတဲ့ထမင်းနဲ့ဟင်းအနေငယ်တွေ့ရတယ်။တဲမှာခွေးမရှိပေမဲ့တဲဒီနာချင်းခွေးတွေဖျက်သွားဖျက်လာရှိတယ်။အဲ့ဒီခွေးတွေတိုက်ပြီးတော့ထမင်းပုံကိုစားသွားတာလေ။ဖြစ်နိုင်တယ်လို့သူမှတွေးလိုက်တယ်။လေကြော့တွေကလည်းစားနိုင်တယ်။ငှက်တွေလည်းစားသွားနိုင်တယ်။ ဖက်ထဲမှာအနှဲငယ်ပဲကျန်နေဒါတရေစားသွားတာဖြစ်မနိုင်ဘူးမဝသေးရင်လေတေးုံလိုက်ခဲ့ဟဲ့မိတေဘာပြောလိုက်တာလဲဟောတမိနေ့လေကကြွေတာစားလို့မဝသေးရင်အိမ်မှာလိုက်စားလို့ပြောလိုက်တာဟာဒီကောင်မလေးတော်တော်ပေါ့ပေါ့ရှာရှာတော်တော်တော်ခလေးစကားအမှန်မမှန်နဲ့တော်မိခင်ဖြစ်သူဟာစိုးရင်တကြီးပြောပြီးတော့အဲ့နေရာကနေထွက်လာတယ်ဘာခင်ဖြစ်သူကတဲအတွင်းကလိုက်မလာသေးဘူး နွားလေးကိုရက်တွေ ပုံကျွေးတယ်။နောက်ကိုပြောကောင်းမှမသိမပြောကောင်းမှမသိပြောချင်အောင်ရှောက်မပြောနဲ့။တေချာမှတ်တာကြားလား။မိခင်ဖြစ်သူပြောတဲ့စကားကိုကြားလားမကြားလားမသိမောင်ဖြစ်သူနဲ့တူတူအနည်းကနေပြေးသွားခဲ့တယ်။ကိုစုံမြင့်ရှင်သားနဲ့သမီးကိုအော်ပေါင်းတော့ချော်လဲနေမှဖြစ်။နောက်ကအမေလိုက်လာတဲ့ခင်မုံဖြစ်သူကိုအရှိကပြေးသွားနေတဲ့ခလေးတွေကိုလှမ်းပြီးတော့ဟန်တာစေလိုက်ပါတယ်။ဟေးမောင်ထွေးတို့ ခဏရအောင်ကွာအမေတို့ကိုခဏစားအောင်ပြောပြောဆိုပြီးတော့မိသားစုအားလုံးရွာထဲကိုဝင်လာတယ်။အင်ကိုရောက်တော့မိအမြန်မွေးထမင်းဟုတ်တယ်။ကိုစုံမင်းတို့သားပါ၃ယောက်ရေသွာချိုးကြတယ်။မနက်ကပဲပုံနဲ့ငချောက်ချက်တပကံကြောင်ရင်ထဲမှာထားခဲ့တယ်။ချက်ချက်နဲ့ကိုဆင်းလို့ကြောက်သုံးလုံးကိုနှိုက်ယူကောင်းပကံထဲကိုပေါက်တဲ့ကြက်ဥမှုကြောကြောတယ်။ထမင်းလည်းကြက်ပြီးကြက်ဥလည်းကြောပြီးပြီ။မိခဲကိုလျှောက်လိုက်ပြီးတော့ငပိအိုမိဘဘော်တဲရေတစ်ခွက်တောက်တယ်။အဲ့နောက် ခြေချိုးဖို့ထွက်လာခဲ့တယ်။ခြေချိုးပြီးမကြခင်မှာထမင်းတပကန်စားဝိုင်းနောက်ကိုဆုပ်ပြီးတော့ဇက်ကျိုးတယ်လို့ပုံစံမျိုးနဲ့ထိုင်နေတယ်။ဟဲ့ကောင်မလေးလက်သွားစိတ်လေးဘာထိုင်လုံးနေရလဲ။ကိုစုံမြင့်ကသမီးဖြစ်သူအော်ငေါ့ပြောပြီးမဲ့တနေအေးကမော့တောင်မကြည့်ဘူးခေါင်းကငုံထားတယ်။ဟဲ့ဘာဖြစ်တာလဲငါ့ကိုမောကြည့်စမ်းတနေအေးကစက်ကနေမောကြည့်လာတယ်။မျက်လုံးတွေကမျက်မှောင်ကုတ်ထားတယ်။ပြီးတော့ခေါင်းကိုပြန်ငုံထားတယ်။ဟာ ဒီကလေးမှလေဘာဖြစ်ပြန်ပြီလဲဒီလိုပြောတဲ့ချိန်မှာတဟီးနဲ့ထပြီးတော့ငိုတယ်ဟဲ့တင်လေဘာဖြစ်တာလဲမေးလို့လည်းမဖြစ်အများတန်းငိုနေတယ်ဒီကောင်မလေးလမ်းမှာဘာဖြစ်လာပြန်ပြီလဲဘာမှမဖြစ်ပါဘူးတော့ပြေးလွှားနေလို့ချော်လဲမဲ့စိုးရိမ်နေတာဘာမှမဖြစ်ဘူးဒါဆိုဘာမှဖြစ်သွားတာလဲထမင်းစားရင်းနဲ့ရုပ်တရက်ဖြစ်သွားတာနည်းနည်းတော့စမ်းနေတယ်ကဲထမင်းစားပြီးပြီဆိုတော့လေ တိုင်လိုက်တော့ရှင်သမီးကိုကြည့်ထားအောင်မဲမြားကြီးကစားပြီးတော့ပကံတွေကိုတက်လို့မိဘတွေကိုဝင်သွားတယ်။ထမင်းစားကောင်ကိုဦးစုံမြင့်ကစိုက်ထောင်တယ်။ဒီမှာတနေအေးဟာကျမ်းမြေပေါ်ကိုပြက်လဲချလိုက်တယ်။ပြီးတော့တောင်းတကြီးဖြစ်နေတယ်။ဒီမှာကလေးပါးစားကလည်းလူကြီးတန်လိုမျိုးငိုးတန်လိုညီးတန်လိုထပ်ပေါ်လာတာကြားရတယ်။ကိုစုံမြင့်ဟာမဲမြားကြီးနားသွားပြီးတော့ငါအမေကိုတော့ခေါ်လိုက်မယ်။အမေကိုမေ့ကြည့်ခိုင်းအဖြေသိမှာပဲ။ကိုစုံမြင့်ရဲ့မိခင်ဟာ ကျော်လေးမှာနေပါတယ်။ဘုရားတရားကိုင်းရှာပြီးတော့ဘယောဂကိစ္စဆိုလဲအနှင်းငယ်တော့တက်ကြွနေ။ဆယ်မိနစ်ခန့်အောင်မကြာကိုစိုးမင်းရဲ့မိခင်ဒေါ်လုံးတဲခိုင်လာတယ်။ဒေါ်လုံးတဲဟာအသက်50ကျော်ခန့်ပဲရှိသေးတယ်။ကိုစိုးမင်းပြပြထားတာနဲ့ဘာဖြစ်နိုင်လဲကိုသဘောပေါက်သွားတယ်။အမွေရောက်တာနဲ့တုံးလုံးလန်းနေတဲ့တနေအေးဟာငေါ့ခနဲ့ထားထိုင်နေ။ဒီချိန်မှာဒေါ်လုံးတဲဟာဖျားရှင်စီသွားဖျားကိုရှိကိုဦးတုံးညင်ချပြီးတာနဲ့တနေအေးရှိမှသွားထိုင်နေ။ စက်တနစ်တသာပဲရှိသေးတဲ့ကလေးမှာဘာအကြောင်းနဲ့ပိုးကပ်ပြီးတော့လိုက်လာခဲ့တာလဲထမင်းစားကျင်လို့ပါဘဲကနေလိုက်လာတာလဲတဲကနေလိုက်လာခဲ့တာပါကလေးမလေးကစားလို့မဝသေးရဲ့အိမ်လိုက်ပြီးစားအောင်လို့ခေါ်ခဲ့လို့လိုက်လာခဲ့တာကျွေးမယ်ထင်မိစောင့်နေတာမကျွေးလို့သူ့မှာဝင်ပြီးတော့ပိုးကပ်နေတာကလေးစကားဆိုတာပြောချင်ရပြောတာပဲလေအမှန်ဆိုပြီးတော့သွားယုံလိုက်တော့အခုတော့မစားရမတော့ရဖြစ်သွားတာပေါ့ဟုတ်လားဟုတ်ပါတယ်စားပြီးရင်ပြန်ပါလား ပြန်မမယ်ကဲဆိုမြင့်ညကြီးကြားတယ်မဟုတ်လားစားပြီးရင်ပြန်မယ်တဲ့ထိုးခက်ပြီးတော့အိမ်ရှိမှာဖက်နဲ့တော့ပုံပေးလိုက်ဟိုဟိုထမင်းရောင်ဟင်းရောင်မကြမ်းဘူးနော်ကဲဒီလိုလုပ်အခုကလေးကထမင်းစားဖိတ်တယ်လူကြီးတွေကမသိလို့စားလိုက်ကြတယ်မနိုင်ပြန်ညနေ6နာရီအိမ်ရှိမှာထမင်းနဲ့ဟင်းပုံပြီးတော့ကျွေးမယ်အမေသားရင်ချက်ကျွေးမယ်ဖြစ်လာသေးချာပြောမနိုင်ပြန်ကျွေးမယ်ဆိုရင်ဖြစ်ပါတယ်မနိုင်ပြန်ညနေ6နာရီနဲ့အမေသားဟင်းနဲ့ပုံကျွေးမယ်ဒီတစ်ချိန်မှကျွေးမှာနော် ဲ့ဒီအချိန်လာစားအခုခလေးရဲ့ကိုမှပိုးကတ်နေရကနေခွာပေးခွာပေးရင်တော့ကိုနေရကိုပြန်မနေ့ပြန်ညနေလာစားပါဒေါ်လုံးတဲ့စကားဆုံးတာနဲ့တနေ့အစ်တယောက်ထိုင်နေရကနေပြန်လဲကြသွားတယ်ဒေါ်လုံးတဲ့လည်းဖျားစင်ရှိကိုသားပြီးတော့တောက်တော်ရွက်ကိုဆုံးကခလေးမလေးကိုရေဆက်နဲ့တောက်တယ်ဒီချိန်မှာခလေးမလေးဟာပြန်ပြီးတော့တတိရလာတယ်ဘာတွေဖြစ်သွားလဲသိလားသမီးမသိဘူးလေသမီးဘာများဖြစ်လို့လဲလေခွင်းထဲမှာထမင်းမွားတဲ့ရဲ့ အိမ်မှာလိုက်စားလို့ခေါ်ခဲ့လို့တယဲမကအိမ်ထိလိုက်လာပြီးမှထမင်းမကြွေလို့သမီးကိုဝင်ပူတာသမီးကိုဝင်ပူတယ်ဟုတ်လားသမီးလည်းဘာမှမသိရပါလားအခုမှဖွားဝကြီးရောက်လာပြီးတော့တယဲကိုနှိမ်လိုက်လို့ထွက်သွားတာနားကိုအပြောင်ပြဲစကားတွေမပြောရဘူးနော်တယဲတစိဆိုတာတောင်းပြောင်းစကားမပြောရဘူးမယုံလို့မယုံပြပါလို့လည်းမပြောရဘူးသမီးခေါ်ခဲ့လို့လိုက်လာခဲ့တာပေါ့ဟုတ်လားဟုတ်တယ်တယဲကဘွားကြီးကိုပြောသွားတယ်နောက်ကို လဲတဲ့ကနေတော့ရင်ကိုင်းမကြီးတို့နောက်လိုက်နောက်ပါသစစ်တရေတို့ကိုနောက်ပြောင်ပြီးတော့စကားတွေမပြောရဘူးတဲ့ဟုတ်လားဘွားဟုတ်တယ်ဒေါလုံးတဲ့ဟာမလိုက်ပြန်ညနေကြတော့တကောက်ပြန်လာပြီးတရေအစာကျွေးရတယ်တနေအေးရဲ့မသိနားမလဲဆိုတာအပြောင်အပြတ်ဖြစ်ခဲ့တဲ့စကားတခုကြောင့်ပဲမမြရည်တယောက်အမဲသား90တာဝက်ချက်ပြီးတော့